ညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာကိုချမ်းသာဖို့အတွက် သူများတို့ဒုက္ခပေးလိမ့်မရှိဘူး။အဲတော့သူများတို့ဒုက္ခပေးတဲ့လူတွေကပညာမဲတဲ့လူတွေပဲ။ပညာတကယ်ရှိတဲ့ပုဂ္ဂိုလ်ကမလုပ်ဘူးတဲ့နော်။အဲ့လောကကြီးမှာယာတုဘလောက်ပဲကြီးကြီးပိုက်ဆံတွေဘလောက်ပဲချမ်းသာချမ်းသာပညာမဲတဲ့ပုဂ္ဂိုလ်ကကို့အတွက်နဲ့သူများကိုဒုက္ခပေးတာမြားကြီးပဲခုခေတ်မှာဆိုရင်နော်အဲ့ဒါလို့ ကိုယ်အတွက်နဲ့ကိုချမ်းသာဖို့အတွက်နဲ့သူများကိုဒုက္ခပေးတဲ့လူတွေဟာပညာမဲ့တဲ့ပုဂ္ဂိုလ်တွေလူကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်တွေလို့သူတို့ဆိုလိုတယ်တကယ်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ရဲ့ချမ်းသာရေးအတွက်သူများကိုဘယ်သူမှဒုက္ခမပေးလိမ့်မရှိဘူးတဲ့ပါပါဏိကမဏိတမစရန္တိမဟုတ်တာဘယ်တော့မှမလုပ်ဘူးတဲ့ကိုချမ်းသာဖို့အတွက်မဟုတ်တာဘယ်တော့မှမလုပ်ဘူး လောကမှာကိုကျိုးစီးပွားအတွက်ပြီးလှုပ်ပြီးတော့မဟုတ်တာလှုပ်တဲ့လူတွေကဗမာပြည်မှာပြည်နေတာနော်ကိုကျိုးစီးပွားရဖို့မဟုတ်တာတွေလှုပ်ကြတယ်အဲ့ဒါမျိုးဘယ်တော့မှမလှုပ်ဘူးတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ကဒုက္ခေနဖုတ်တာခလိတာပိတန္တမတော်ရဆရာဓုကုန်သိရှိတဲ့ဥစ္စာတွေထိခိုက်ပြီးမတော်ရဆဒုက္ခရောက်နေအောင်တောင်းမှာပဲဒီဒုက္ခကိုပဲချိန်မိတ်ပြီးတော့ခံနေတဲ့ သန္ဒသဒေါသနသဟန္တိဓမ္မသူတို့ဟာလောဘကြောင့်လည်းပဲကိုကိုချင်းသိခါကိုမစွန့်လွတ်ဘူးတဲ့မုံတိမှုဒေါသကြောင့်လည်းပဲကိုချင်းသိခါကိုမစွန့်ညာဘူးအဲ့တော့ပညာရှိပုဂ္ဂိုလ်ဆိုတာဟာဘယ်လိုအခက်အခဲနဲ့ကြုံကြုံမောဟထလှုပ်ဖို့ဘယ်တော့မှမစင်စားဘူးလို့ဆိုလိုတယ်နော်အဲ့တော့မောဟထလှုပ်တဲ့ပုဂ္ဂိုလ်ကပညာရှိမဟုတ်ဘူး